မင်္ဂလာပါ English for Learner YouTube နဲ့ TikTok Channel တွေကနေပြီးတော့ပြန်လည်ကြိုဆိုပါတယ်ဒီနေ့ဒီဗီဒီယိုမှာတော့ summary writing နဲ့ပတ်သက်တဲ့သိစရာလေးတွေအသတိထားစရာလေးတွေကိုရှင်းပြဆွေးနွေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီ summary writing ကဘယ်သူတွေအတွက်အရေးပါလဲဆိုလို့ရှိရင်အဲနံပါတ်1က လူဝေဂျွန်ဖြည့်ဆိုမဲ့ကျောင်းသူကျောင်းသားတွေအတွက်မဖြစ်မနေလေ့ကျင့်ထားရမယ့် writing တစ်မျိုးဖြစ်တယ်။အဲနံပါတ်၁ကကြတော့ English language ကိုတိုးတက်ကျင့်တဲ့ကျောင်းသူကျောင်းသားတွေအတွက် summary writing ရေးသားနည်းဟာအရေးပါတယ်။ဒီ summary writing ကိုရေးသားမယ်ဆိုလို့ရှိရင် critical thinking skill တွေရလာမယ်။ reading skill တွေတိုးတက်လာမယ်။ writing skill တွေကျွမ်းကျင်လာမယ်။ဒါကြောင့်မလို့လူဝေဂျွန်ကျောင်းသူကျောင်းသားတွေနဲ့ အင်္ဂလိပ်အင်္ဂလိပ်စာကိုတိုးတက်ခြင်းနဲ့ကျောင်းသူကျောင်းသားတွေအတွက် summary writing ကမဖြစ်မနေအာလေ့ကျင့်လေ့ကျင့်ရမယ်မဖြစ်မနေရေးသားရမယ် writing တစ်မျိုးဖြစ်ပါတယ်ဆိုတော့သင်ခန်းစာလေးကိုမစခင်မှာတစ်ခုလောက် request လုပ်ခြင်းပါတယ်ဒါကတော့ဒီ English for Learner channel ကဒီ English စာနဲ့ပတ်သက်တဲ့သင်ခန်းစာတွေကို အစဉ်အမြဲတင်ဆက်ပေးသွားမယ် channel တခုဖြစ်တဲ့ဒါကြောင့်မလို့ subscribe လောက်ရသေးဘူးဆိုလို့ရှိရင် subscribe လေးလုပ်ခဲ့ပေးပါလို့တောင်းဆိုရင်းနဲ့တင်ငန်းစာလေးကိုဆက်လိုက်အောင်ကေဘရမအူဆုံးအနေနဲ့ summary writing ဆိုတာဘာလဲပေါ့နော်ဒီ summary writing ရဲ့ definition လေးကိုကြည့်အောင် summary writing ရဲ့သတ်မှတ်ချက်လေးကိုလေ့လာကြည့်အောင်အဲ့တော့ summary writing ဆိုတာတဲ့ is the short version of the longer text so summary writing ဆိုတာအဲ summary ဆိုတာဒါဒီတိုင်းသိပါတယ် summary ဆိုတာအနည်းရှုပ်အချင်းချုပ်ကိုပြောတာအဲ့တော့အဲ summary writing ဆိုတာအနည်းရှုပ်ရေးသားခြင်းပေါ့နော် summary writing ဆိုတာအနည်းရှုပ်ရေးသားခြင်း short version ဖြစ်တယ် of the longer text ဒီ survive တစ်ခု survive သို့မဟုတ်စာအုပ်ပေါ့နော် survive စာအုပ်တစ်ခုလုံးရဲ့ short version ဖြစ်ပါတယ်ဆိုတော့အဲ summary ဆိုတဲ့စကားလုံးကို တွေ့ဘူးတယ်မြင်ဘူးတယ်အဲ့တော့ဘယ်နေရာမှာတွေ့ဘူးလဲဆိုတော့စာအုပ်တွေထဲမှာ shabra တခုပြီးသွားပြီဆိုလို့ရှိရင် summary ဆိုပြီးတော့အဲဆက်မြတာတခုတွေ့တယ်ပြီးရင်အဲ့ဒီအောက်မှာဒီ shabra နဲ့စိုင်းနဲ့သုံးဖို့ unit နဲ့စိုင်းနဲ့သင်ခန်းစာတွေကိုပြန်ပြီးတော့အနှစ်ရှုပ်ထားတယ်ပေါ့နော်အဲ့တော့ summary writing ဆိုတာလေထိုးနည်း၎င်းပဲအဲ အာစာပိုက်တစ်ခုလုံးသို့မဟုတ်စာတစ်ပုဒ်လုံးစာတစ်အုပ်လုံးစာတစ်အုပ်လုံးရဲ့အနှစ်ရှုပ်တွေကို ပြန်ပြီးတော့ရေးသားတာဖြစ်ပါတယ်ဆိုတော့ဘာနဲ့တူလဲဆိုတော့အမ် movie ရုပ်ရှင်တွေကို review ပြန်လုပ်တဲ့ပုံစံနဲ့တူပါတယ်ဆိုတော့ TikTok မှာဆိုလို့ရှိရင်ရုပ်ရှင်ဇာတ်ကားတွေကို review ပြန်လုပ်တာတွေရှိတယ်ဆိုတော့ review လုပ်တာကရုပ်ရှင်ဇာတ်ကားတစ်ခုလုံးရဲ့အကြောင်းအရာကို ထိုင်ပြီးပြောတာမဟုတ်ဘူး ရုပ်ရှင်ထဲမှာပါတဲ့ key point တွေအချက်လက်တွေဇက်အိမ်တွေကိုပြောသွားတာဖြစ်တယ်ဆိုတော့ဒီနေရာမှာလည်းပဲ summary writing ကလည်းပဲအဲ့ဒီပုံစံအတိုင်းပါပဲအဲ့တော့ဖတ်လိုက်တဲ့ survey သို့မဟုတ် survey စာတအုပ်သူတို့ရဲ့အဲ့ဒီထဲမှာပါတဲ့ key point main idea အဲဒါတွေကိုကြည့်ပြီးတော့ယူပြီးတော့အနည်းရှုပ်ပြန်လည်ပြီးတော့ရေးသားတာဖြစ်ပါတယ် ဆိုဒီနေရာမှာ copy ကူးတာမဟုတ်ပါဘူး semi writing ရေးတဲ့အခါမှာ copy ကူးလို့မရပါဘူးပေါ့ဆိုဆိုတော့ဒီ semi writing ဆိုတဲ့အဓိပ္ပာယ်ကိုနားလည်သွားမယ်လို့ယူဆပါတယ်ဒါဒါဆိုလို့ရှိရင် summary writing ရေးတော့မယ်ဆိုလို့ရှိရင်ပထမအဆင့်အနေနဲ့ဘာလုပ်ရမလဲကြပထမအဆင့်အနေနဲ့ do the scanning scanning လောက်ရမယ် scanning ဖတ်ရမယ် တော့ scan လုပ်တယ်ဆိုတာဒါလူတိုင်းသိပါတယ်အဲဖုန်းတွေမှာ scan ဖတ်တယ် scan ဆိုတာအသေးစိတ်ဖတ်တာကိုပြောတာပါအဲ့တော့ do the scanning ဆိုတာအသေးစိတ်ဖတ်ရမယ်နှစ်နှစ်ဆက်ဆက်တည်တည်ချာချာဖတ်ရမယ်ပြီးထားတဲ့ survey သို့မဟုတ်စာတပုတ်ကိုနှစ်နှစ်ဆက်ဆက်တည်တည်ချာချာဖတ်ရမယ်ဒါ scanning လုပ်တယ်လို့ခေါ်ပါတယ်ဆိုတော့ scanning လုပ်ရင်ね keyboard ဒီ main idea တွေကိုရှာပြီးတော့မြင်သားထားရပါမယ်တကယ်လို့တစ်ခေါက်ဖက်ယုံနဲ့ဒီ server ရဲ့ keyboard ဒီ server ရဲ့ main idea မရသေးဘူးဆိုရင်နောက်တစ်ခေါက်ထပ်ဖက်ပါနှစ်ခေါက်နဲ့မရရင်သုံးခေါက်လောက်ထပ်ဖက်ပါပထမဆုံးအရေးကြီးတဲ့အချက်က scanning လုပ်ရမယ်တည်တည်ရှာရှာနှစ်နှစ်ဆက်ဆက် server တို့မဟုတ် server ကိုဖက်ရပါမယ်ဒါမှသာလင် သူ့ရဲ့ဒီ server ရဲ့ server ရဲ့ key point နေ main idea တွေကိုနားလည်မှာပါကဲနမနေ့အချက်ကဲနမနေ့အချက်ကဘာလို့ရမလဲဆိုတော့ collect key point စောနာကမြင်သားထားတဲ့ key point တွေကိုစုစည်းလိုက်ပါစုစည်းပြီးတော့အကျဉ်းထဲမှာချပြီးတော့ရေးထားလိုက်ပါစာပိုင်းတို့မဟုတ်စာဘုတ်ရဲ့ key point တွေကိုစုမယ်အကျဉ်းထဲမှာချပြီးတော့ရေးထားမယ်။ဟုတ်ပြီဒါဆိုရင် နောက်တစ်ချက်အနေနဲ့ နံပါတ်3 start writing summary ဆိုတော့စာကိုလည်း scanning လုပ်ပြီးပြီ key point တွေကိုလည်း collect လုပ်ပြီးပြီဆိုလို့ရှိရင် summary ကိုစပြီးတော့ရေးလို့ရပါပြီဟုတ်ပြီအဲ့တော့ summary writing လုပ်တော့မယ် summary ရေးတော့မယ်ဆိုလို့ရှိရင် line နာရမယ်အချက်တွေရှိတယ်ရှောင်ကျင်ရမယ်အချက်တွေရှိပါတယ်ဆိုတော့အဲ့ဒါလေးတွေကိုလေ့လာကြည့်အောင် remove example repetition illustration ဆိုတော့ summary writing ရေးတော့မယ်ဆိုလို့ရှိရင်ဒါတော့ရှောင်ကျင်းရမယ့်အချက်ပေါ့နော် example တွေမရှိရဘူး example တွေ example တွေကိုခြံခဲ့ရမယ် illustration ပေါ့နော်ရှင်းပြချက်တွေကိုခြံခဲ့ရမယ် repetition ထက်ခါထက်ခါပါနေတဲ့အချက်လက်တွေကိုခြံခဲ့ရမယ်ဆိုတော့ summary ဆိုတာအနှစ်ချုပ်ရေးတာအနှစ်ချုပ်ဖြစ်တဲ့ကြောင့်မလို့မလိုအပ်တဲ့ example တွေဆိုတော့ဒီပေးထားတဲ့စာပိုင်းစာပုတ်ထဲမှာ ပါတဲ့ example တွေ illustration ရှင်းလင်းဖော်ပြချက်တွေ repetition ထပ်ခါတခါသုံးနေတဲ့အသုံးအနှုန်းတွေဒါတွေကို remove လုပ်ရမယ်ခြံခဲ့ရမယ်နောက်တစ်ခုက not to write extra information extra information တွေကိုမရှိရဘူးသူက key point တွေကိုပဲရေးမှဖြစ်တဲ့ကြောင့်မလို့အဲနောက်ထပ်အပို information ထပ်ပေးတာတွေကို မရှိရဘူးဟုတ်ပြီနောက်တစ်ချက်က not to write personal opinion ဆိုတော့ personal opinion ကိုလည်းမရှိရဘူးเนาะအစာရေးတဲ့သူရဲ့အမြင်ကိုထည့်ပြီးတော့မရှိရဘူးစာပိုင်းရဲ့အာဘုံအတိုင်းပဲရေးရမယ်ဟုတ်ပြီနောက်တစ်ခုက not to write and past person pronoun ပေါ့နော် first person pronoun ဆိုတော့ i we ကိုပြောတာပါဆိုတော့ i we နဲ့စတဲ့ first person pronoun နေနဲ့စပြီးတော့ မရှိရပါဘူးဆိုတော့ first person pronoun နေရာမှာ i we နေရာမှာဘယ်လိုမျိုးရေးလို့ရလဲဆိုတော့အဲ the order ပေါ့အစာရေးဆရာဒီစာပိုက်ကိုရေးထားတဲ့စာရေးဆရာ the order believe တို့မဟုတ် the order say that the order believe that and the order တို့ the reporter တို့ the writer တို့အစာရှိတဲ့စကားလုံးတွေနဲ့ရေးလို့ရတယ်အဲ့တော့ကိုယ့်ရဲ့အမြင်လေးရေးလို့မရဘူးအမ် IV ဆိုရယ် person နဲ့ first person pronoun ဒီလေးရေးလို့မရပါဘူးနောက်တစ်ချက်က do not copy sentences ဝါကြတွေကိုပြန်မခုပါဘူးဒါတော့အရေးကြီးပါတယ်ပေးထားတဲ့စာပိုင်းစာတပုတ်ရဲ့ထဲရဝါကြတွေကိုဣတိမေ၍ပြန်ကုလို့မရပါဘူးကိုယ့်ရဲ့ own sentences နဲ့ရေးရမှာပါနောက်တစ်ချက်က write all the key points from the text ပေးထားတဲ့ server byte ထဲက key point တွေအကုန်လုံးပေါအောင်ရေးရမယ်။ဆိုတော့ key point တွေကို အကုန်လုံးပေါအောင်ရေးရမယ်။စမ်းတဲ့နေကို ပြန်မကူရဘူး။နော်ဆိုလိုတာက server byte ထဲမှာပါတဲ့စမ်းတဲ့ညီကိုဣတိမရွေးပြန်ကူရမှာမဟုတ်ဘူး။ server byte ထဲမှာပါတဲ့ key point တွေ key point တွေအချက်အလက်တွေအချက်အလက်တွေကိုပေါအောင်အကုန်လုံးရေးရမယ်။မှာ server မှာ server byte ထဲမှာ key point က5ချက်ပါလို့ရှိရင်အဲ့ဒီ5ချက်စလုံးပေါအောင် ကိုယ့်ရဲ့အုံဆန်းတဲ့နဲ့ပြန်ပြီးတော့ရေးရမှာဖြစ်တယ်။ဟုတ်ပြီနောက်ဆုံးတစ်ချက်ကဆိုတော့ be careful limiting words ကန့်သက်ထားတဲ့စကားလုံးတွေကိုအဲကန့်သက်ထားတဲ့စကားလုံးအရှိတော့ကိုတတိထားရမယ်ပေါ့နော်တတိပြုရမယ်ဒါတော့မေကိုတစ်ခုနဲ့တစ်ခုမတူနိုင်ဘူးပေါ့နော်အမှကန့်သက်ထားတဲ့စကားလုံးက၁၀၀ဆိုရင်၁၀၀ကျော်လို့မရဘူး၈၀ဆိုရင်၈၀တည်းကျော်လို့မရဘူးအဲ limiting word ကိုဒါဂရုစိုက်ရမယ်ပေါ့ဟုတ်ပြီဒါကတော့ summary writing စပြီးတော့ရေးတော့မယ်ဆိုလို့ရှိရင်လိုက်နာမယ့်အချက်တွေရှောင်ကြဉ်ရမယ့်အချက်တွေဖြစ်ပါတယ်။ကဲဒါဆိုရင် summary writing နဲ့ပတ်သက်ပြီးတော့အနားလေသဘောပေါက်သွားမယ်လို့ညွှန်လင့်ပါတယ်ယူဆပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။